ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နာပြညချန်နယ်ကနေပရိသတ်များအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စိုးတမဝင်ကဘာဝဲလှဲ့ပြန်တော်ဆိုတဲ့စိတ်ဝင်စားပွဲရင်းနှင်းပွဲတရိတံဝေကရပွဲရဲမတန်မှုကင်းဖြဲ့မှန်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ဤဖြစ်ရမှန်ကလေးကိုဖတ်မိပါက ထူးခြားတဲ့သတင်းတစ်ပုဒ်ရရှိပါမယ်။တင်းနဲ့များတိုက်ဆိုင်ခဲ့ရင်ကျွန်တော်မှာစိတ်ဝင်စားစရာကောင်းလာတဲ့ဇလန်းတစ်ပုဒ်ရှိပါတယ်။တို့အကြောင်းအရာလေးနောက်ကိုခြေရာလိုက်ကောက်ရင်အကျဉ်ထောင်များနဲ့ရဲဘတ်စကန်များကိုရောက်ဖြစ်ခဲ့တယ်။အငိမ့်စားဝင်တန်းဘဝနဲ့တင်းတင်းလျှောက်ပတ်တဲ့ဝင်ငွေလေးရရှိဖို့အကြောင်းွက်ကလေးလှုပ်လိုက်ကလောင်ကိုကင်ပြီးဝိတ္ထုဆောင်ပါကလေးရေးလိုက် စာလေးပေလေးဖမ်းမတ်လှုပ်လိုက်နဲ့ ဘဝလန်ချမ်းမြေ့နေရကအပူလိုင်းတစ်ခုကရင်ကိုဆွဲလောင်လာတယ်။ကျွန်တော်ကအညာသာစရုံနောက်ကိုရောင်းပါလာခြင်းဖြစ်တာကြောင့်စရုံကိုဇာတိညောင်မင်းသာရွာကလေးမှာ အခြေချမိခဲ့တယ်။ရွာကလေးကတိုက်နယ်အဆင့်စံပြရွာလေးဖြစ်ခြင်းကြောင့်မြို့နယ်ကလေးတစ်မြို့ပေါ်မှာစေပေကံစာတိုက် ရေစကံအထက်တန်းကြောင့် ဘုဒ္ဓစီပင်သားရာဇီနှင့်တခြားဌာနဆိုင်ရာများရှိခြင်းကြောင့်စတုံးတို့ဇာတိကညောင်မင်းသားရွာကလေးမှာပျော်ရွှင်စွာနေနေခဲ့ပါရီကျွန်တော်စီကိုကူးလာမယ့်အပူကတိုက်ရိုက်မလာပါခြေတန်တက်တဲ့တော့ကြားလိုက်ကြရီခြေစနီးစတုံးမရဲ့တူမတို့မိသားစုထံကလေးငိုတန်များနေတူရောက်လာခြင်းဖြစ်တယ်စတုံးမရဲ့တူမမကြည့်သေးတို့မိသားစုကလည်းကလေးလေးရောက်နေစီးပွားရေးတိတ်မချောင်းလား မာတီထီရဲ့ယောက်ျားမောင်အေးလွင်ကဝါတီယံလုပ်ငန်းလုပ်တယ်။ဝင်ငွေကောင်းလာပြီမဲ့ကလေးတွေတယောက်ပြီးတယောက်နေတိုင်းမကောင်းကြတော့စူမီသမ ्या လေးစေဘောဝါကတွေရောက်ကုန်နေ။ဒီနေ့တော့အသက်26နှစ်အရွယ်လူငယ်တယောက်ကတနေသားမရှိသရှိလာသားအရွယ်ကလေးငယ်တအူးကိုပွေးပိုက်ပြီးမာတီထီစီကိုရောက်လာတယ်။ကလေးနဲ့လူငယ်ကလုံးဝမလိုက်ဖက်ပါကျင်းမောင်မိအရှိဝိထားပြီးရှူဖနက်ကိုစီးထားတဲ့အပြင် စပုတ်ရက်ကြီးပြောင်ရန်ဝိထားတယ် လက်ထဲမှာမွန်စတာရီစီးကရက်ဖူးလိုက်ခိုင်းပြီးမိကိုကတထောင်ထောင်ခလေးကိုရက်လုပ်ပြီးသားထရန်ပေါ်မှာချပြီးအမောဖြစ်ရင်နဲ့လူငယ်ကမိတ်ဆက်တည်းမကြိတ်သေးတို့သဘောကိုသွေးတို့စန်းနေထင်မရဲ့စကားရောဖော်ရောလို့ရင် နိုင်ယူဝက်အတွင်းမှာပဲရင်းနှီးသွားခဲ့တယ်။အီမာဇလန်းပြောင်းပါပြီ။လူငယ်လေးကမျက်ရည်ကလေးများကျပြီးတရှုံရှုံငိုရင်းတစုံတစ်ခုကိုဝမ်းနေပြရတယ်။ မကြည့်သေးနဲ့မောင်အေးလွင်တို့မိသားစုပြင်အလုသမား၃ဦးပါလူငယ်ကလေးကိုကြည့်ပြီးဘူးမသိဘာမသိစိတ်မကောင်းဖြစ်ပြီးဝမ်းနေကြကုန်နေဒီလိုပါအကိုနဲ့အမရဒါလေးကကျွန်တော်သားပါကျွန်တော်တို့လင်မယားကိုရောက်ခမကသဘုံမတူလို့ခွဲလိုက်ကြတော့ကျွန်တော်သားလေကျွန်တော်လက်ထဲမှာကြံနေခဲ့တာတလားလောက်ရှိပါပြီကလေးရဲ့ဒုက္ခကို ကျွန်တော်မကြည့်ရနိုင်တော့ဘူးဗျစိတ်မကောင်းလိုက်တာငါညီရား ရောက်ခမလှုပ်တဲ့သူတွေကမင်းတို့လင်းမရချင်းခွဲခွဲပေါင် သူကလေးနဲ့သူ့အမေတော့အတူထားလိုက်ပေါ့ရက်ဆက်လိုက်တာဗျာမောင်အေးလွင်ကကြားပြန်စေးဘောလေးကိုအပါတိယဖွာရှိုင်ရင်းဝင်ပြောတယ်ကလေးရဲ့ဇလန်းကိုစိတ်ဝင်စားတော့အလုတ်ဆက်မလုံကြတော့ဒီလိုလေးအကိုရဲ့သူတို့ကကောင်းအောင်လားကျွန်တော်ကစပေးရဆိုတော့အစင်တန်းချင်းမတူဘူးပေါ့မျိုးမကောင်းမှုပေါ့ဒါကြောင့်ကလေးကိုခေါ်မသွားတာ ကျွန်တော်မှမိဘဆွေမျိုးမရှိတာကလွဲလို့ပညာတတ်ပါတဲ့အကိုရတက္ကသိုလ်ဒုတိယနှစ်အောင်ပြီးပါပြီသူလေးကိုခြေလွမ်းတာနဲ့ကျောင်းတက်ဖို့မကြိုးစားတော့ဘူးသူတို့စီမှာဝင်လုံရင်းနဲ့အိမ်အောင်ကြခဲ့တာပါကာကြီးခါခွေးလောက်သာနားလဲရှာတဲ့မောင်အေးလွင်တို့မိသားစု လူငယ်ကလေးကို အထင်ကြီးတော်ကြတယ်လိုအပ်တဲ့အကူအညီများတန်းနိုင်သလောက်ပေးမယ်လို့လည်းကတိပြုလိုက်ကြတယ်ဒါဆိုဝမ်းသာလိုက်တာဗျဒီလိုပါအကိုတို့ရော ျွန်တော်သားလေးကိုတပတ်လောက်ထိန်းထားပေးပါကျွန်တော်မိမကို ပြန်ခိုးကျင်လို့ပါ သူ့အမေနဲ့သူ့ကလေးနဲ့မှဖြစ်မှလိပြီးတော့သူ့ကိုကျွန်တော်ကတန်ရောစင်မပြတ်နိုင်ပါဘူးစရုံးမရဲ့ဒူမနဲ့ပတ်သက်လာတဲ့ဇလန်းကိုစရုံးမပြောပြလို့ကျွန်တော်သိရပါတယ်ကလေးကဖြူဖြူဖွေးဖွေးချစ်စရာလေးဖြစ်တယ်ဒါအပြင် သူ့တူမရဲ့နှုတ်ရည်များကိုအပါတရဆိုကြောင်းငိုလဲမငိုတော့ကြောင်းစားမရဝါမခံပြောပြပါတယ် ဇေယခန့်အကြမှာမောင်မြင့်ဝေဆိုတဲ့ကလေးအဖေကျွန်တော်အိမ်ကိုရောက်လာတယ်။စတုံးမကအိမ်မိုးမလုံတော့ညာအိတ်ဖို့ခေါ်လာတယ်။ဒီတငယ်အချိုးကမပြောင်းမှဘောင်းမီရှိကိုရုတ်ကာယာနဲ့စီကရက်ခဲတုံးမှလေဘင်းမှာဆွဲချိုးကလေးတကုံရွှေချိန်တမတ်သားကြော်ကြော်တော့ရှိမယ်ထင်တယ်။ချက်ဆိုနကွက်ကမီးတောက်တတ်တဲ့ကျွန်တော်ထိုတငယ်ကိုကြည့်မရ။အိမ်မကခဲမအပြိုနှစ်ဦးရှိတယ်။သူမျက်စီကမိမပြိုကလေးများကိုမျက်စောင်းထိုးပြီးဝဲလှဲ့နေတယ်။ ဘူးမတိဘာမတိခေါ်လာတဲ့စရုံးမကိုသာကျွန်တော်နရင်ကို ရိုက်ပြခြင်းနဲ့စရုံးမနဲ့တူတူကလေးခေါ်ပြီးတိုင်မင်ပြီးမှလှဲခွက်တစ်ခုကိုဆင်းရပါရီကျွန်တော်ကရဲတက်ချက်ချင်းနေထိန်ဟောင်းတဦးဖြစ်ကြောင်းလူကဲခန့်နဲ့အမှုလိုက်အမှုဖော်ထုတ်ရမှာနမေကြီးကြောင်းဥပဒေကိုအလွန်လေးစားပြီးဥပဒေအပြင်ဘက်ကသူများကိုယခုထိဖော်ထုတ်ပေးတဲ့ကြောင်းရွှေရွှန်းကလိန်စင်နဲ့လှဲခွက်လှုပ်လိုက်ရာရီ ဇရုံမကကျွန်တော်အပြင်သွားပြီးလက်ဖက်ရည်တောက်နေခိုင်မှာမောင်မြင့်ဝေကိုပြောပြလိုက်ကြ။မောင်မြင့်ဝေကကျွန်တော်ကို အထူးစံတရဝါကြီးပမာ မျက်ချီမပြတ်ကြည့်တော်ရီ။တီတီတာတာကြီးလည်းအနီကုတ်သွားရီ။ကျွန်တော်ပြစ်လို့လိုက်တဲ့မြားရစင်းရဲ့ပြင်မှတ်ကအလဲဘဟုကိုတဲ့တဲ့ကြီးထိမှန်သွားတော့ကျွန်တော်ဝမ်းတာပီတီဖြစ်လို့မဆုံးပါ။မနဲ့မိုးလင်းတော့မောင်မြင့်ဝေမရှိတော့ဇေယဝရီမျိုးကိုတောင်းအောင်မယ်ဆိုပြီးထွက်သွားရီ။ဒါပေမဲ့ကျွန်တော်အိမ်ကမခေါ်ရီ။ လုံခြုံရေးတာဝန်ကျနေသူတအုပ်ပမာဖြစ်နေပါ रे ဇရုံမနဲ့တူတူမကြီးကြီးထေတို့ဇေယဝတီမျိုးကိုသွားကြမယ်ဆိုပြီးပြင်ဆင်ကြပါ रे သွားရမယ့်ကိစ္စကိုလေကျွန်တော်ကိုပြောပြပြီးအစီရင်ခံကြ रे ကိုကိုရေခလေးအဖေမောင်မြင့်ဝေပြန်လာတယ်ကိုကိုရေခလေးတို့ဇရိတ်ငွေတထောင်ပေးသွား रे အဲ့ဒါဘာဖြစ်လဲအဲ့ဒါသူ့ရဲ့ဆွဲချိုးလေးကိုဇေယဝတီမျိုးကအပေါင်ဆိုင်မှာ1900နဲ့ပေါင်ခဲ့တာ रे ငါရကိုသူ့အတွက်ဇေယျယူပြီးတော့ပြန်အောင်မယ်တဲ့တကယ်လို့မိကြီကိုချောင်းလဲမယ်ဆိုရင်သူပေးခဲ့တဲ့ငွေတထောင်တည်းက600ထည့်ပြီးအဲ့ဒီဆွဲချိုးကိုတွားရွေးပါတဲ့ရွေးပြီးတော့ကလေးအတွက်ရောင်းလိုက်ပါတော့ဆိုပြီးဘောင်ချာကြီးပေးခဲ့တယ်ကိုကိုရဲ့ဟုတ်မှလည်းလောက်ကြပါကွာကျွန်တော်စိတ်မပတပါနဲ့ပြောရင်ဖလက်ဆစာအုပ်ကိုအာယုံဆိုင်ဖရင်ဒီမြတာပြောလိုက်ပါတဲ့ညနေပိုင်းမှာတော့စရုံးမတို့ဒူအကြီးပြန်လာကြတယ် အင်းကထွက်သွားတော့ကလို့ရွှင်ရွှင်လန်းလန်းကြောကြောမောမောမဟုတ်တော့မျက်နာထူအန်အန်ခက်ကုတ်ကုတ်နဲ့ပြန်လာရီဘာနဲ့လဲကျွန်တော်ရဲ့အမေကြောင့်သူတို့ဒူအကြီးနှစ်ယောက်တယောက်မျက်နာတယောက်ကြည့်ရင်ကြောင်နေကြရီဘလို့လဲရွှေရွေးလို့အစဉ်ပြေရဲ့လားမပြောကိုမပြောချင်တော့ဘူးကိုကိုရေကံကောင်းလို့အဖမ်းမခံရတာဘာကျွန်တော်အတန်ကိုကျွန်တော် တောင်ပြန်လေထိတ်လန့်အောင်ကျဲသွားရီ ဟိုကောင်မြင့်ဝေတော်တော်ရှုပ်တဲ့အကောင်ကိုကိုရဲ့ဒီကပြန်သွားပြီးတော့အပေါင်ဆိုင်မှာအဲ့ဒီမှာပေါင်ထားတဲ့ရွှေဆွဲချိုးကိုပြန်ရွေးသွားတယ်။ပေါင်ချာကြပြောက်ကြောင်းလက်ဝေးအနှိတ်ခံပြီးမှရွေးသွားတဲ့စရုံးမတို့တွားရွေတော့ကောက်ရတဲ့ပေါင်ချာနဲ့လိန်ရွေးရဲဆိုပြီးရဲကိုအပ်တာမနေ့ကြီးကိုရှင်းပြရတယ်ကိုကိုရဲ့မင်းကွာရှက်စရာကောင်းလိုက်တာပြောတာပြောရတယ်တဘာဝကြကြလိန်သွားတယ်မောင်မြင့်ဝေရဲ့အကြောင်းကိုကျွန်တော်စိတ်ဝင်စားလာတယ် ကျွန်တော်မဒူမရဲ့အပူကကျွန်တော်ကိုပါကူဆက်ဆပြုလာတာကိုတော့ကျွန်တော်သတိမထားမိသေးပါစဉ်းစားရင်းစဉ်းစားရင်းနဲ့မကြည်ကြည်ထေးရဲ့ရင်ခွင်ထဲမှာရှိတဲ့ကလေးငယ်လေးကိုပါဂိယုနာတက်ပြီးတော့သူ့လေးအတွက်ပါစဉ်းစားမိရင်လေးလာမိပါတယ်မောင်မြင့်ဝေကတကယ်ပဲကလေးရဲ့ဖခင် ဟုတ်မဟုတ်သုံးသက်ရပြန်ပါတယ် မနာလိုမုံတီစိတ်နဲ့တပားသူရဲ့ရင်သွေးငယ်လေးကိုခိုးယူပေးကမ်းပြခြင်းနဲ့ကလေးပိုင်ရှင်များစိတ်ဆင်းရဲမှုဖြစ်အောင်ဖန်တီးထားခဲ့လေသလားငွေတထောင်ပေးခဲ့တဲ့လောရက်ကလည်းရှိသေးတာကြောင့်ရတိပြတ်ဆုံးဖြတ်မရပဲရှိနေပါရဲ့ဒီလိုနဲ့ရက်ကွက်လူကြီးအတွင်ရေးမှုဥပွားကိုအတိပေးတိုင်ကြခဲ့ရတဲ့နောက်တော့မောင်မြင့်ဝေနေထိုင်ရာဆိုတဲ့တောင်ငူမျိုးစကုတ်ရက်ကွက်ကိုကျွန်တော်တရင်စုံစမ်းရန်ထွက်ခဲ့ရတဲ့ ဖြူးနေတောင်ကူက34မိုင်သာဝေးတာမို့အခက်ခဲမရှိလာပါတောင်ကူမျိုးကတချိန်ကကျွန်တော်မူရည်ဇေဝအတားစီနေနေရေးတာဝန်နဲ့၆လကျော်နေထိုင်ခဲ့ဘူးတော့သွားရေးလာရေးမခက်ခဲတော့ဒါပေမဲ့၁၉ရက်ကွက်ဆိုတဲ့အချိန်လမ်းအမှန်အိမ်အမှန်မောင်မြင့်ဝေရဲ့ဇနီးအမိရောက်ခမများအမိတိတိကြကြမသိရတော့အခက်တော်ကြုံရပါတယ် မောင်မြင့်ဝေရဲ့နိုင်ငံသားစည်းစိမ်ရေးကပ်ပြအမှတ်ကိုတော့ရွာလူကြီးအိမ်ကအေစင်ရဲ့မှတ်တမ်းကကူးယူခဲ့ရတော့တော်သေးတယ်လို့ဆိုရပါမယ်။မောင်မြင့်ဝေရဲ့ပုံစံကိုတော့ကျွန်တော်မလွဲချော်အောင်ပြောနိုင်ပါ रे ။မောင်မြင့်ဝေရဲ့ကလေးကိုလည်းထိုနီးတူစွာပဲစကူရက်ွက်ထဲမှာကျွန်တော်ချာချာလေးခဲ့တယ်။ မိုင်းတာကွင်းမှာခရိုင်ယုံကြည်အထီးသာမကအရှိဘက်စစ်တောင်းမြေကမ်းမြူကြီး ရက်ွက်ခွဲလေးတီကျေဝန်းဖြန့်ဖြူးလာတဲ့ဇကိုးဝင်ကဘာထဲမှာ ကျွန်တော်ချွေးပြန်ခဲ့ရသည်။မောင်မြင့်ဝေကိုကျွန်တော်ဒုက္ခပေးလို့လာတာကြောင့်ဤွေဤမြတီဒုက္ခခံစားနေခြင်းမဟုတ်ပါ လူလောကအလဲမှာထဝရမျက်နာငင်းနေရတော့မေလူမမေကလေးငယ်ရဲ့ဘဝအတွက်မိခင်အတွက်ငွေကုန်လူပန်းခံစားနေခြင်းဖြစ်ပါသည် လိုက်လေဝေးလေဖြစ်တာကြောင့်ကျွန်တော်ကနွမ်းလျစွာနဲ့အိမ်ပြန်ခဲ့ရတယ်။နောက်တဲ့ချိန်တော့စကိုးဝင်ကဘာထဲမှာဝဲမလဲတော့ပါ။တရားရုံးရဲစခန်းနဲ့တာဝန်ရှိဝန်ထမ်းများမိဟောင်းမိသိများတန်းဝင်ကဘာလှည့်ရပြန်နေ။မောင်မြင့်ဝေမှာတာငူမျိုးကမှန်းတော့တည်ကြတယ်။စကူရက်ွက်ထဲကဟုတ်မဟုတ်ဆိုတာပဲမတိမကြဖြစ်နေတယ်။ရဲဝင်တန်းအနှစ်20ထမ်းရွက်ခဲ့ဘူးတဲ့ကျွန်တော်ကဒီအခက်ခဲလောက်နဲ့အမလျှော့နိုင်မှာ ်ထိုထက်မကောက်ဒူးရဲကြီးမာလာတဲ့အမှုအခင်းများကိုတော့ကျွန်တော်ဖော်ထုတ်ခဲ့သူဖြစ်ပါရည်သို့တော်လည်းမတူတာတွေတော့ရှိနေသည်တို့တိုင်ကျွန်တော်ကလူမမယ်ကလေးငယ်တဦးပေါ်မှာထားရှိခဲ့တဲ့မြေကြများကြောင့်လူမှုရေးကူညီလိုတဲ့စေတနာကြိုးများက ကျွန်တော်ရင်ကိုမြဲမြဲကြီးချီနောင်ထားလိပြီရသက်နှစ်ပတ်အတွဲမှာပဲမြင်းဝေရဲ့တရင်ကို ကျွန်တော်ခြေရာခံမိပါရီမောင်မြင့်ဝေကဒုစရိုက်သမားတဦးအဖြစ်ထင်ရှားပါရီ အလစ်တုံခပိုင်နိုင် လူရက်ဖောက်ထွင်းအမှုတွေစုံနေတောင်ကူမျိုးနဲ့အတွင်းမှာကျူးလွန်ခဲ့ခြင်းမရှိပေမဲ့တောင်ကူခရိုင်အတွင်းရှိရေစခန်းတချို့ကအလိုရှိနေတဲ့တရခံပြေးတဦးဖြစ်ပါရယ်ကားပိုင်ရှင်တဦးရဲ့သမီးနဲ့ညာခွဲဇလန်းကလည်းမရှိရဆယ်တန်းအောင်ပြီးတက္ကသိုလ်ဒုတိယနှစ်အထိရောက်ခဲ့ရည်ဆိုတာလေလှည့်ပြောင်းမှုတရက်သားဖြစ်ကြောင်းရရှိထားတဲ့တရင်ကွင်းဆက်များရာတွက်လို့ရတယ် ခြေတလုံးအိမ်တိုင်းဘဝနဲ့နေတကာလှဲ့တယ်။ကာယထားများပေါ်မှာဆွဲကြိုးဖြတ်အလေးတုပ်တယ်။လမ်းမော်ကမဲများနဲ့အထွေများတယ်။ရရှိလာများပေါင်းသိမ်းခဲ့သူရှိတယ်။သူမကိုတော့တကယ်ဆွဲလမ်းမှာတည်း။သို့တော့ပြမှုတစ်ခုနဲ့ဥပရိရေဆုံးမချက်ကြောင့်အချုပ်တွင်ကိုတတ်ဆင်းရတဲ့အခါမောင်မြင့်ဝီရဲ့အချစ်ဆုံးမှာမတိမတားကလေးကြောခိုင်းရင်းနဲ့လမ်းစာဖြတ်သွားခဲ့တယ်။ခင်ညိုညိုကိုကျွန်တော်စိတ်အဝင်စားဆုံးဖြစ်ပါတယ်။ ခင်ညိုညိုကဘဝကိုအတပြားနဲ့ရောင်းစားနေရင်ဒုစရိုက်သမားတို့ရဲ့သွားရလန့်အတိုင်းထောင်ကြခဲ့ရတဲ့ပြမှုကျွေးကိုကျွေးနဲ့သုံးနှစ်သုံးမှုပြီးဆက်ရတဲ့ဒီတော့ခင်ညိုညိုတယောက်ဘဝအမောကိုဖြည့်သိမ်းရင်အကျဉ်စကံဒါမှမဟုတ်ရဲဘတ်စကံတဏိယရာမှာရှိနေစေပေဖြစ်ပါရဲ့ခင်ခင်ညိုခေါ်မာလာတင်းခေါ်အချစ်ကလေးခေါ်မိငယ် အိတ်တမ်းမဲ့ပြန်ချငက်ကလေးများရဲ့ရေမွေးဖြန်မိကက်လိန်ဇက်သိမ်းမလာတဲ့သူတို့ရဲ့အမိများကမယိုသားမှုရဲ့ရှုပ်ထွေးပွေလိန်နဲ့ဇလန်းများထဲမှာဇလန်းတစ်ခုချင်းအလိုက် ပြောင်းလဲတဲ့ကြောင့်ကျွန်တော်သိထားခဲ့ပါရည်ရဲထံမှာထွက်ဆိုချက်များမှာတို့များများပြားလွန်လာတဲ့အမိများကိုမေယိုထုံးစံမရှိကြော်စောသတင်းမှာသာကျင်းလေးကြက်စားရာစကြက်လောက်ွက်အလိုက်ရှိနေတတ်တယ် တချို့ကအမေပေးတဲ့အမီခြေဥတုပေးထားတဲ့အမီများကိုမတုံးရကြခင်ညိုညိုကိုကျွန်တော်ခြေရာခံမိပါရီခင်ညိုညိုရှိရာရဲဘက်စကံကို သွားဖို့ပြင်ဆင်ရပါရီဇာရေးဆရာတအုပ်အနေနဲ့ကိုမတိတဲ့ခင်ခင်ညိုကိုဝင်တွေ့ရဖို့ခင်းရင်နဲ့မိသားစုဇယင်းဝင်မလေးမပါတာကြောင့်ခင်ညိုညိုနဲ့ကျွန်တော်ညီလျက်နဲ့ဝေးရပြန်နေ လူမမေကလေးငယ်တဦးရဲ့ဘဝရှိရေးကိုကျွန်တော်လေကို့အခြေအနေနဲ့ကိုရုံးကန်နေရသူဖြစ်တာကြောင့်တာဝန်မယူနိုင်ပါဇရုံးမရဲ့တူမကိုကြည့်မိပြန်တော့ရွှေတော့ကောက်ရသလိုဝမ်းသာနေကြတယ်တကယ်ကိုရင်သွေးပမာအယူမှုချက်နေကြတယ်တောက်တနေရကမျက်နှာပုတ်ပြီးစိမ့်စိမ့်ကားကားကြည့်နေတဲ့၁၀နှစ်အရွယ်ကလေးတယောက်ရဲ့နောင်လာမယ့်အနာဂတ်အခြေအနေကို သူတို့မစင်စားမိကြမြင်လဲမမြင်မိကြပါဘူး ဒီကလေးကသူ့ရဲ့ဖခင်ဒါမမို့မိခင်လက်ထဲကို ပြန်ရောက်သွားမှသာအနာဂတ်ရဲ့သားကောင်းယတနာကလေးဖြစ်ဖို့လမ်းများပါတယ်။ကျွန်တော်ရဲ့အတွေ့များကကျေပြန့်နာထက်ကျေပြန့်ပြီးခင်ညို့ညို့ကိုမရရတဲ့အနေနဲ့တွေးဆောင်တရင်ယူဖို့တရင်ပေးဖို့လောက်ရမယ်လို့ဆုံးဖြတ်မိပြန်ပါတယ်။အဖြူရောင်ဝမ်းဆက်ဝစ်ထားတဲ့ခင်ညိုညိုကိုကျွန်တော်မျက်လုံးကြွကြမတဲ့ကြည်နေမိတယ် ငကိုကအသားဖြူပုံရပြီးနေလောင်ထားခြင်းကြောင့်ကျင်းနီရောင်လွှမ်းနေတဲ့ပြင်ချမ်းအဖြူရောင်ထမိန်နဲ့အင်းကြီးတို့မှနေလောင်ခြင်းခံထားရခြင်းကြောင့်ထင်ပါရဲ့ဖွေးဖွေးဖြူဖြူမဟုတ်တော့ကျွန်တော်ကိုမင်းထွေးရဲ့မိတ်ဆွေပါမခင်ခင်ညိုအရင်တစ်ခေါက်ကကိုမင်းထွေးလာတွေ့သွားတယ်မဟုတ်လားဟုတ်ဒီမှာမခင်ခင်ညိုမာလိုက်တဲ့ပစ္စည်းတွေကျွန်တော်ပဲစိုက်ဝယ်လာခဲ့ပါရဲ့ ကျွန်တော်ကကြွကြွအိတ်အဖြူရောင်လေးထဲမှာထည့်ယူလာတဲ့မျိုးစီတကြာ360ခုဘီစကင်မုံတို့သွားတိုက်စီသွားတိုက်တန်မျက်နှာတုပ်ဘဝအသေးနဲ့မိကနှစ်ဘူးကိုကန့်ပေးလိုက်တဲ့ပြီးတော့ကန့်သက်အချိန်ကလေးတွင်မှမောင်မြင့်ဝီအကြောင်းခလေးငယ်လေးရဲ့အကြောင်းသူနားလဲအောင်ပြောပြပြီးကျွန်တော်လိုချင်တဲ့တဲ့ရင်ကိုပါမေးခဲ့ပါရီ အနည်းရှိတာဝန်ကျထောင်ရဲမိကကျွန်တော်တို့နှစ်ဦးပြောသမျှစကားများကိုဂယုတစိုက်နားထောင်ရင်ကျွန်တော်လက်ဆောင်ပေးတဲ့ပစ္စည်းများကိုတည်တည်ချာချာစစ်နေရှာရီကျွန်တော်မှာမယိုးဖြောင်းတဲ့အကြောင်းတရားဆိုများမပါတော့ဥပဒေနဲ့မကင်းတဲ့ပစ္စည်းများနှမ်းတစိတောင်မပါကြောင်းတာဝန်တန်းရဲမိက မကြမီသိရှိသွားမှာဖြစ်ပါရီမြင်းဖြောင်းတစ်ချောင်းရဲ့ဇလေဆုံးကဒိုမြင်းဖြောင်းကညီမြပဲရှိစေကမူအဖြောင်းတိုင်းပဲရှိပါလိမ့်မယ် ိုမြင့်ဝေတွေကအများကြီးအကိုရဲ့သူလဲနမယ်ရင်းနဲ့ပေးသွားတာဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ကျမကိုမြင့်ဝေတယောက်နဲ့ရင်းငံပေါင်းသင်းခဲ့ဘူးတယ်ဆိုပါတော့။ကျမနဲ့တွေ့ဘူးဆုံဘူးတဲ့ကိုမြင့်ဝေတိုင်းအမှုခင်းတွေနဲ့မကင်းဘူးရှင်။မာကိစ္စတွေကလည်းများပြားရှုပ်ထွေးသူတွေပဲ။ဒီလောကကတော့ဒီလိုကြည့်ပေါ်ရှင်။ခင်းညိုညိုကကျွန်တော်လိုချင်တဲ့အဖြေကိုမပေးပါဝိလေကြောင်ပန်းနဲ့ရှုပ်ထွေးတော်အောင်လုပ်တဲ့ ကျွန်တော်ကိုလေစိတ်ဝင်စားခြင်းမရှိသလိုလို့ကျွန်တော်ကတွေးမိတယ်။မာခိညိုညိုထောင်ကထွက်ရင်ကျွန်တော်ကိုလားတွေးပါအောင်လား။တွေးနိုင်မယ်မထင်ဘူးရှင်။ကျမရဲ့ဘဝကလူတိုင်းနဲ့တွေးဆုံမှုမဖြစ်နိုင်သလိုရှေ့ဆက်ပြီးဘလို့ခရီးဆက်ရအောင်မေးဆိုတာတောင်ယခုထိမရေရသေးပါဘူး။ကျွန်တော်ရဲ့လူလားတောင်းတချက်များမာခိညိုညိုစီကမရနိုင်တော့မှန်းသိတော့လာယာလန်းကိုပြန်ခေရရည်။ ျွန်တော်မရဲ့ဒူမတန်စံပြစွာရောက်လာခဲ့တဲ့ကလေးငယ်တဦးချောင်းကိုကျွန်တော်တရင်ပေးခဲ့တယ်။တပတ်ဒါမှမဟုတ်တလားလောက်ထိမ့်ပေးပါဆိုရဲမောင်မြင့်ဝေလည်းယခုထိပေါ်မလာသလိုကျွန်တော်ကျမတို့ရဲ့ကလေးပါလို့လည်းဘသူမှလာမတောင်းကျွန်တော်ဖြည့်ရမှန်မူခင်းတပုတ်ကိုဖြည့်ဆွတ်သွင်းပြီးဝိတုရေးနေခြင်းမဟုတ်ပါ 1993ခုနှစ်ကကျွန်တော်ဇနီးစရုံးမရေတူမမကြည်ကြည်တီမောင်အေးလွင်တို့ထံကိုခိတခဏလာအပ်ထားတဲ့ဖြည့်ရက်အမှန်ကို ရေးသားတင်ပြနေခြင်းဖြစ်ပါသည်။ယခုကလေးက၄နှစ်သားအရွယ်တောင် ရောက်နေပါပြီ။မောင်တယုတ်ကြီးလိုချစ်စနိုးမဲ့ခေါ်ထားတဲ့အသားဖြူဖြူမျက်လုံးဖြူဖြူနဲ့သပင်များကျဲပြီးနေပါရီ။စကားသိပ်မပြီးလားဇွတ်တရုတ်လှုပ်တဲ့တဲ့မကြည်ကြည်တီအနေနဲ့ပန်းရှင်ပေါ်လာလေပြန်မပြီးနိုင်တော့ပါ။ ဒါပေမဲ့လေမိဘချင်းကိုချင်းစာပါတဲ့စုံစမ်းနိုင်ပါတဲ့ယခုအချိန်ထိပိုင်ရှင်မပေါ်သေးခြင်းကြောင့်ကျမစိုးကြောင့်ဒုက္ခဝင်ကဘာထဲမှာကလေးပိုင်ရှင်များဝဲလဲလို့နေတော့မဲလာလို့ကျွန်တော်ကတွေးဆယူမိပါရဲ့စာရေးသူဇာကြီးကိုလေဂျေစုတင်ပါရဲ့ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရဲ့ရှင် နားဆင်အားပေးကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပေးဖြစ်ပါတယ်ရှင်။